မေလာတရက်နေ့ကိုဘာလို့အလို့သမားများနေ့လို့သတ်မှတ်ခဲ့ကြရသလဲဒီဗီဒီယိုလေးမှာတော့မေလာတရက်နေ့ကိုဘာလို့ကပအလို့သမားများနေ့လို့အသိမှတ်ပြုခဲ့တာလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ် Hello အားလုံးပဲမင်္ဂလာပါ Stories by Movie ကနေကြိုဆိုလိုက်ပါရရှင်1886ခုနှစ်မှာအမေရိကန်နိုင်ငံမှာရှိတဲ့အလုတ်သမားတွေအားလုံးကတရက်ကို10နာရီနေပြီးတော့16နာရီအထိအလုတ်တွေပင်ပင်ပန်းပန်းနဲ့လုပ်ခဲ့ကြပါတယ်။ဒီလိုမျိုးအလုတ်တွေလုပ်ခဲ့တဲ့အတွက်ကြောင့်သူတို့တော်တော်လေးကိုပင်ပန်းခဲ့ကြပါတယ်။ အဲ့ဒါကြောင့်အလုံသမားတွေအားလုံးကစုပေါင်းပြီးတော့တရက်ကို၈နာရီအလုံး၈နာရီနားတဲ့အချိန်နဲ့၈နာရီကိုပိုင်းအချိန်ဆိုပြီးတော့ပေးဖို့အတွက်ကိုတောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တောင်းဆိုချက်ကမြင့်ပတ်ခံရပါတယ်။အဲ့ဒါကြောင့်မေလတရက်နေ့မှာတပိတ်စမောက်ခဲ့ပါတယ်။ မေလ၄ရက်နေ့မှာဟေးမတ်တက်ကွင်းထဲမှာဆန္ဒပြနေတဲ့အချိန်မှာဘုံခွဲခံခဲ့ရပါတယ်။အဲဒါကြောင့်လူပေါင်းများစွာတေဆုံးပြီးတော့အချို့အလုသမားကောင်းဆောင်တွေကလည်းအပြစ်မရှိဘဲနဲ့တေဆုံးတင်ခံခဲ့ရတယ်ပေါ့နော်။အဲဒါလူပေါင်းများစွာနဲ့အလုသမားပေါင်းများစွာတေဆုံးခဲ့ရတဲ့နေ့ကို1889ခုနှစ်မှာအပြစ်ပြဆိုင်ရာအလုသမားများအဖွဲ့နဲ့ social link အဖွဲ့တွေကကမ္ဘာအလုသမားများနေ့အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်ရှင်။အလုသမားနေ့ကိုအလုသမားတွေအတွက်မျှတမှုရရှိတဲ့နေ့ ဆိုပြီးတော့လည်းသတ်မှတ်ကြပါရဲ့ရှင်။ဒီမျိုးမေလာတရက်နေ့မှာကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတိုင်းမှာပေါ့နော်။အာအလုံသမားအခွင့်အရေး၊လူအခွင့်အရေးစတာတွေမျှတမှုအတွက်ကိုအထိမ့်မှတ်အနေနဲ့ဟောပြောပွဲတွေပြုလုပ်ကြရလို့လည်းသိရပါရဲ့ရှင်။အခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူအားလုံးလည်း အလို့သမားလေးဖြစ်ပေါ်လာပုံကိုသိရှိပါကြမယ်လို့မူပြေယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like follow and subscribe လေးလုပ်ပေးကြပါဒီနေ့ကောင်းတဲ့ဗီဒီယိုလေးတင်ဖို့အများကြီးရှိပါတယ် thank you so much for watching see you all in my next video bye bye